ပြင်မှာចောင်းသားတယောက်မေးဘူးတဲ့မေကွန်လေးတစ်ခုရှိတယ်အဲ့ဒါလေးပြောပြခြင်းလို့ပါเนาะဘာလဲဆိုတော့ဒီ3ခုဖြစ်နေတာเนาะဒီစာကိတ်က3မျိုးဖြစ်နေတာတဲ့ဘာကြောင့်3မျိုးဖြစ်နေတာလဲဆရာတဲ့သူမေကွန်လေးကအရန်ကောင်းတယ်ဒလားเนาะဘာလို့3မျိုးဖြစ်နေတာရောလဲအဲ့လိုမျိုး3မျိုးကဘာလို့ဖြစ်ပေးရတာလဲပေါ့เนาะအဲ့လိုမျိုးလေးမေကွန်လေးတစ်ခုမေးဘူးတယ်เนาะဒီတရားလူတွေလည်းသိကြမယ်လို့ထင်တယ်အဲ့တော့ထားပါစို့အဲဒီထက်ကတရားရောက်က IC ထုတ်လုပ်တယ်ဆိုပါစို့เนาะ IC IC chip တွေထုတ်လုပ်တယ်ဒါမှမဟုတ်ရှင်မီးလုံးတွေထုတ်လုပ်မယ် electronic ပစ္စည်းတွေထုတ်လုပ်မယ်ဆိုပါစို့အဲ့လိုမျိုးထုတ်လုပ်တဲ့အခါမှာသူ့ရဲ့ပစ္စည်းမီးလုံးတစ်လုံးကိုထုံးဖို့အတွက်ဘလို့ဘိုးပေးရမှာလဲဟုတ်ပြီနော် IC တစ်လုံးဆိုလို့ရှင်လဲ IC ကိုထုတ်လုပ်ဖို့အတွက်ဘလို့ဘိုးပေးရမှာလဲဘိုးဘလောက်ပေးရမှာလဲဆိုတာတီထွင်တဲ့လူကတခါတည်းတတ်မှတ်ပေးပြီးသားဟုတ်ပြီနော်အဲ့လိုတတ်မှတ်ပေးလိုက်တာဖြစ်တဲ့အတွက်ဒီ circuit တွေကိုသုံးရတာထားပါစို့ငါ့ရဲ့ IC ကိုသုံးမယ်ဆိုလို့ရှင်အနှုတ်ကိုဘိုးပေးပြီးတော့ ဒီ ground တစအပေါင်း ground လုပ်တဲ့ဥစ္စာကိုပဲသုံးမှသူကအလုပ်လုပ်မှာငါ IC ကိုသုံးမဲ့ဆိုလို့ရှိရင်ဒီမှာအပေါင်းအနုတ်ကိုပူပေးပြီးတော့ ground တစလုပ်ပေးရတယ်ပေးသွင်းပေးရတယ်ပေါ့နော်ဒါမျိုးပုံစံမျိုးလေးတွေရှိတယ်ရမယ်နော်နားလည်မလားမသိဘူး